မိနစ်30ဆိုရဲကျွန်တော်အချိန်တိုင်းတာလေးတစ်ခုနဲ့ကျွန်တော်ပြင်ဦးလင်မြို့ရဲ့အေဂျင့်မှုကိုခန်းစားရရှိနိုင်တဲ့နေရာလေးတစ်ခုကိုကျွန်တော်အနေနဲ့ခေါ်သွားပေးမယ်ဗျ။ဟုတ်ကဲ့ မင်္ဂလာပါကျွန်တော်မာစတာဆက်ပါဆိုတော့ကျွန်တော်တို့ပြင်ဦးလင်မြို့လေးကိုရောက်ဖို့မိနစ်30ဆိုတဲ့အချိန်တိုင်းတာလေးတစ်ခုဆိုတဲ့နေရာလေးဟာကျွန်တော်ယခုလက်ရှိ ရောက်နေတဲ့ပြင်ဦးလင်မြို့ရဲ့ကျွန်တော်ပြင်စာကြီးရွာလေးမှာရောက်ရှိနေရဗျ။ အဲ့တော့ကျွန်တော်တို့မန်လီလာရှိုးလမ်းမကြီးပေါ်မှာမီးတင်ပြီးတော့မှမြေအကျယ်အနေနဲ့၃တသမနှစ်ခွန်ဆိုတဲ့ဧကအကျယ်ဝန်းတစ်ခုကိုပိုင်ဆိုင်ထားတယ်ဗျမြေယာပိုင်ဆိုင်မှုတစ်ခုအနေနဲ့ဟာလာနာ30ခါခွေကြာပြီးသားဆိုတဲ့အတွက်မြေယာပိုင်ဆိုင်မှုအနေနဲ့ခိုင်ခိုင်မာမာရှိတာကတကြောင်မန်လီလာရှိုးလမ်းမကြီးပေါ်မှာမီးတင်တာကတကြောင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ channel မှာကယခုလို့ အပင်ကြီးဝါးကြီးတွေနဲ့အေးချမ်းမှုဆိုတဲ့အရာတာကိုလည်းကျွန်တော်အနေနဲ့အပြေးဝါခံစားရရှိရရလမ်းအနေနဲ့ဟာကျွန်တော်တို့ဒီဘက်မှာလည်းလမ်းတစ်ဖက်ပွင့်တယ်လို့ကျွန်တော်ဘေးဘက်မှာလည်းလမ်းတစ်ဖက်ပွင့်နေဆိုတဲ့အတွက်မန္လီလာရှိုးလမ်းမကြီးပေါ်မှာလည်းမေးတင်နေဆိုတဲ့အတွက်လမ်းသုံးဘက်ပွင့်နေဆိုတဲ့အတိုင်းတာတစ်ခုကိုပိုင်ဆိုင်ထားရပြနောက်ထပ်အားသာချက်တစ်ခုကတော့ယခုလိုကျွန်တော်တို့အိမ်လှလှလီတလုံးနဲ့ပါရှိနေသေးတယ်ဗျာ ဆိုလိုချင်တာကကျွန်တော်သုံးတသမနှစ်ခွန်ဆိုတဲ့ဤကအခြေဝန်းကြီးထဲမှာအိမ်လေးတစ်လုံးပါမယ်ယခုလိုကျွန်တော်နေထိုင်လို့ရမယ်ခြံဝင်းအခြေကြီးကိုခေါ်ထားတဲ့ဈေးနှုန်းနေနဲ့ဟာကျွန်တော်တအေကမှာ6800ပဲခေါ်ထားပါတယ်အင်တာမနားထောင်လို့လည်းကောင်းပါတယ်ကျွန်တော်သုံးအေကအခြေဝန်းကိုမှသိန်း2000ကျော်ကျော်လောက်သာကြားတင်မဲ့အခွင့်အရေးလေးမလို့ကျွန်တော်မိတ်ဆွေများလက်လွတ်မခံရလေအောင်လို့ ျွန်တော်အနေနဲ့ဒီဗီဒီယိုလေးနဲ့မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။မိနစ်30ဆိုတဲ့အတိုင်းတာကကျွန်တော်တို့မန်လေးကတက်လာရင် ကျွန်တော်ဒီနေရာကို ရောက်ဖို့အေးချမ်းမှုအရတာကိုခံစားဖို့မိနစ်30သာကျွန်တော်အချိန်ကြာမြင့်မယ်ဗျ။အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရင်ဆက်သွယ်ပေးပါကျေးဇူးများတင်ပါတယ်။